စိတ်ကနေထိမ့်သိမ်းခံလိုက်ရပြီးတဲ့နောက်ထတ်တူအမှုတွေကြောင့်မထင်မထားတဲ့ပြည်တန်းဆက်လက်ကြခံရတော့မယ့်တမီးစိုးရဲ့နောက်ဆုံးအခြေအနေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ online ပေါ်မှာလူပြောအများဆုံးဖြစ်နေတဲ့သတင်းတပုတ်ရဲ့နောက်ဆုံးအခြေအနေကိုတင်ဆက်ပေးကြပါမယ်အခုအချိန်မှာလူရိုင်းရဲ့အစိတ်ထဲမှာတည်ကျနေကြတဲ့အထူးကအမေကွန်ကတော့တမီးစိုးတယောက်ပါးရီဆက်ဖြစ်သွားမလဲသူ့ကိုဘယ်လိုပြည်တန်းတွေချမှတ်မလဲဆိုတာပါပဲအားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ဆိုရှယ်မီဒီယာမှာနာမည်ကြီးခဲ့တဲ့ Facebook ဆယ်လီတမီဆိုတယောက်အေတင်ကိုရဲ့တရားစွဲဆိုမှုကိုရင်ဆိုင်နေရရင်နိုင်ငံခြားကိုထွက်ပြေးဖို့စ조사ရာကနေလင်းရင်ပေါ်ကနေပြန်လဲဆွဲချဖမ်းဆီးခံလိုက်ရတာပါတမီဆိုတယောက်မြန်မာနိုင်ငံကိုပြန်ရောက်နေတဲ့အချိန်မှာတထင်းမကြီးအေတင်ကိုကတချိန်ကသူ့အပေါ်ပုံကိုရေးဝေဖန်ခဲ့တာတွေအတွက်တရားဥပဒေအရအရေးယူဖို့ပြုံးလွင်ရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ဒီတရားဆွဲဆိုမှုကြောင့်အခြေအနေမဟန်တော့ဘူးဆိုတာကိုသိသွားတဲ့တမီးဆိုဟာ နောက်ဆုံးမှာတော့နိုင်ငံသားကိုပြန်လဲထွက်ပြေးဖို့ကြံစီခဲ့ပါတယ်။သူမရဲ့အစီအစဉ်ကတော့တော်တော်လေးကိုတည်တပ်ပါတယ်။ဘသူမှမငြိမ်မအောင်ရုပ်ဖြတ်ပြီးမနက်အစောကြီးမှာမြမအပြည်ပြည်ဆိုင်ရာလေးချောင်းလိုက် MAI နဲ့ထိုင်းနိုင်ငံသူနာဘူမိလေးစိတ်ကိုထွက်ခွာဖို့စီစဉ်ခဲ့တာပါ။သူမအနေနဲ့လေရင်မော်ရောက်ပြီးထိုင်းကောင်မှနေရာယူပြီးချိန်မှာတော့အရာအလုံးအောင်မြင်ပြီးတော့ထင်မှတ်နေခဲ့မှာအသေးချပါပဲ။ဒါပေမဲ့သူမရဲ့ကံကတော့အဲ့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။ ။တရင်တွင်အရာဆိုရင်သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကလရင်မော်အထီတလာပြီးသူမကိုနာမည်ကျော်ရုပ်ရှင်ဇာဝင်ကန်းတွေကလိုပဲအတီအကြဖန်စီထိမ့်သိမ့်ပြီးလရင်မော်ကနေဆွဲချခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါရယ်။အရင်နောက်မှာတော့တမီးစိုးကမင်္ဂလာရုံရဲစခန်းမှာတာဝန်ရှိသူတွေကစစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါရယ်။အခုလက်ရှိမှာတမီဆိုးရင်ဆိုင်နေရတာအေတင်ကိုရဲ့အမှုတစ်ခုတည်းမဟုတ်ပါဘူး။သူမအပေါ်မှာတိုင်ကြားထားတဲ့အမှုပေါင်းအနည်းဆုံး20ကျော်ရှိနေပါတယ်။ ဒါတွေကတော့သူမ live လွှင့်ပြီး online ပေါ်ကနေလူတော်တော်များများကိုပုံကိုရဲ့အရာဂုံတိတ်ခါညှိုးနှောင်းအောင်ပြောဆိုတက်ခဲခဲတာတွေအတွက်တခြားသူတွေကတရားစွဲဆိုထားတာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့သမီးဆိုဟာ American နိုင်ငံသားဖြစ်တယ်ဆိုပေမဲ့ပြစ်မှုကျူးလွန်ခဲ့တယ်လို့စွပ်စွဲခံထားရတာကမြန်မာနိုင်ငံမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့တရားဥပဒေအရပဲအမှုတွေကိုရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပြီးအမှုတွေမပြီးပြတ်မချင်းနိုင်ငံကနေထွက်ခွာသွားလို့ရမှာမဟုတ်ပါဘူး။ ။ Overy ပညာရှင်အချို့ရဲ့သုံးသပ်ချက်အရဆိုရင်သူမ insight နေရတဲ့အမှုပေါင်းများစွာအတွက်ပြတန်းတွေကိုတခုချင်းစီတိချချမှတ်ပြီးစုစုပေါင်းကြာခံရမယ်ဆိုရင် ထောင်းနှံဟာနှစ်ရှည်လများကြာခံရနိုင်တယ်လို့ဆိုပါတယ်။တချို့ကတော့အမှုအလုံးပေါင်းလိုက်ရင် ထောင်နဲ့အနှစ်30လောက်အထိရောက်ဖြစ်သွားနိုင်တယ်လို့အမှန်စာနေကြတာပါ။ဒါကတော့တရားရုံးရဲ့အဆုံးဖြတ်ပေါ်မှာပဲမူတည်မှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်တချိန်ကငါကနိုင်ငံခြားမှာနေတာဘယ်သူမှဘာမှလုပ်လို့မရဘူးဆိုတဲ့စိတ်နဲ့ ။အွန်လိုင်းပေါ်မှာဖိုးကျစော်ကားခဲ့တဲ့သမီးဆိုတယောက်။အခုတော့ကိုယ့်ရဲ့လောရက်တီအတွက်လက်တွေ့ဘဝမှာတရားဥပဒေရဲ့အစီရင်မှုကိုအချုံနောင်ထဲကနေစောင့်ဆိုင်းနေရတဲ့အဖြစ်ကိုရောက်ရှိသွားခဲ့ပါပြီ။ပရိသတ်ကြီးတို့ရောဒီအခြေအနေပေါ်ဘယ်လိုမြင်ကြပါသလဲ။သမီးဆိုရဲ့ကံကြမ္မာဘယ်လိုရိဆက်ဖြစ်သွားမယ်လို့ထင်ကြပါသလဲဆိုရာကို comment မှာကိုယ့်ရဲ့အမြင်လေးတွေဝင်ရောက်ပြောသွားကြပါအောင်ရှင်။